ပရိသတ်များလို့မေးမိကလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြည့်စလိုက်ပါလိမ့်ဒီနေ့မှာကျွန်တော်ရဲ့ Channel တွေကနေတင်ဆက်ပေးသွားမယ့်စံတန်တွေကတော့စာရေးသူ Mountain Sun ရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့နီးမန်လမ်းမန်ဆိုတဲ့စံတန်တွေပဲဖြစ်ပါလိမ့်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်ပြများတွေကိုသိနိုင်အောင်လို့ဒီနောက်ကလိုတီပင်လေးကိုလည်းလိတ်ထားပေးကြပါဦးဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုတွေကိုစားလိုက်ကြရအောင်ဗျာမိုင်းတွင်ငင်းငိုင်နေတဲ့မျက်နှာကိုစီရှိကြတဲ့လူငယ်တစုဟာတင်ဆောင်လာတဲ့လေလေးကပေပင်အသေးနဲ့အရှင်လေးရောရှက်ပေါက်ရောက်နေတဲ့လဲလန်းလေးတန်တရွေ့ပြီးသွားနေပါရဲ့အဲ့ဒီပေပင်နေရှိပြီးရွာဝင်းကိုအလုံးစုံမြင်နေရတဲ့နေရာရောက်သူတို့ကလဲကိုရက်တန်းလိုက်ပြီးအဲ့ဒီမြင်ကွင်းကိုရီဝင်နေတဲ့မြေဘိုးတို့နဲ့ငေးကြည့်နေကြရဲ့အဲ့ဒီနောက်လဲမောင်းတဲ့လူငယ်ကအစတင်ပြီးစကားဆူပြီးတယ်ဟေးအောင်လေး င်းတို့ဘယ်ချိန်ထိကြည့်ပါလဲအေးဘူးလာပြီဟာအောင်ဆုံးနေတဲ့တို့တို့အဝါကြည့်ပြစီဗျာနောက်ဆိုတို့တို့ကဒီရွာနဲ့မသက်ဆိုင်သူတွေဖြစ်တော်မှာဗျာမင်းတို့ကလည်းကိုကိုကိုတွေကွာအလားစမ်းမှာအိမ်ရောက်ရင်အဘောင်ငါပြောကြည့်ပါမယ်မရရင်ငါတို့ပါလိုက်ပဲကွာလျှောက်မှာစကားပြောနေသူတွေမှာမောင်ဘိုးထင်တို့အဖွဲဖြစ်ပါရင်တို့ကမြောင်းပြေရွာလူကြီးရဲ့တမီးဖြစ်သူကိုမခေါ်နိုင်ခဲ့တာကြောင့်ပြည်ပင်ရွာလူကြီးကတို့ကို ရွာကနေနှင်းထုတ်တော့မယ်ဖြစ်တယ်။အဲ့ဒါရွာရဲ့အလားပါတွေကိုနောက်ဆုံးအနေနဲ့ကြည့်နေခြင်းဖြစ်ပါရဲ့။မဝတဲ့ပေတိုးနဲ့တာရီတို့ရဲ့လွန်လွန်ဆဲဆဲအကြည့်ကိုစိတ်မရှိဖြစ်နေတဲ့လှမ်းမသူတာယာကအနောက်ကတိုင်ပြီးရွာကိုငင်းနေတဲ့သူတို့ကိုစကားလန့်ဆိုလိုက်ပါရဲ့။ဖျောက်လေးမောမလာရထားမလားခွေးရမှာပဲ။ရွာလေသုံးဘလောက်လှည့်ပြီးသွားပြီအခုထိကြည့်လို့မဝသေးဘူး။ဟုတ်ပြအဲ့လိုတော့ပြောပါမယ်တုတ်ရဲစာဒီမဟုတ်ပြီပဲဒါတုတ်ချစ်တဲ့ရွာပါဗျာ နောက်ဆိုအတူတူဟာယွန်းလေးလာလာမတက်ဆန်နေသူဖြစ်တော်မှာအတော်စမ်းမှာဗုဒ္ဓရာမင်းတို့နဲ့တူငါလဲပါမှာခင်ဗျားတို့မခေါ်ရပါဘူးဗျာဒါတို့တို့ကိစ္စပဲခင်ဗျားတို့ကတသက်ကူကြီးရာခင်ဗျားတို့နှစ်ယောက်နဲ့မဆိုင်ပါဘူးဗျာစွစွငယ်ငယ်ပြောလိုက်တဲ့ပေတူရဲ့စကားကြောင့်တရားနယ်ဗုဒ္ဓစိတ်မကောင်းဖြစ်သွားပြီးတော့ငါတို့လှုပ်ပေးလိုက်လို့ဖြစ်တာအဖေကိုပြောကြည့်တာပေါ့ကဲတရားရေးအိမ်ကိုပဲမောင်းကွာ ဟိုရိစကားဆုံးတာနေတရားကလဲကိုစတင်မောင်းနေလိုက်ပါရင်လဲဝကမောင်းဘူးတင်တို့သုံးယောက်ဒီကောင်လမ်းပြီးဝဲရတစ်လျှောက်ကိုငေးမောစွာကြည့်ပြီးတိတ်ဆိတ်နေတဲ့စွာလိုက်ပါလာကြသည်တည်းတရားမောင်းနေလေးလေးကရွာသူကြီးရဲ့အိမ်ကိုဆန်းရောက်လာပြီးဖြစ်ပါရင်သူတို့လဲဝင်လာသည်ကိုမြင်တဲ့ရွာသူကြီးကနွားစာဆင်းနေရကရက်လိုက်ပြီးကိုတွင်းနေတဲ့ချွေးစားတွေကိုတုပ်လိုက်ကောင်းဟဲ့လေရောက်လာကြပြီလားဟုတ်ကဲ့မြောက်ပြင်လူကြီးသမီးကိုတခါရေးပို့ပေးခဲ့တာလား ။တရားအဲ့အဲ့ဒါလေးဘာလဲ။ရှားမတွေးခဲ့ဘူးလား။ဂျော်လိုဂျီကမေးတဲ့ကသားပြည့်သူကိုတွေးကအလဲပေါ်ကခုံစင်းလာတာ။ဒီလိုပါရတို့တို့တွေမြောက်ပြည်မြောက်လူကြီးသမီးကိုတွေးခဲ့တယ်။ဘာမှစဉ်းစားကြည့်ဗျာ။သူတို့နှစ်ယောက်ကတိတ်ချစ်ကြတာဗျာ။အဲ့ဒါနဲ့ကျုံနဲ့တန်ရာကမခွဲရလို့မခေါ်ခဲ့ဘူးလား။အဘတဘောပေါက်နေတာပဲလွယ်လေကွာကဲ ေးဘာပြောချင်တာလဲပြောစမ်းပြီးအောင်ပြောတူတူကကိုကျဲစာတရားထားပြီးသူများလင်မယောက်ကိုမခွဲတာအပလေခရယာကြီးရပဲဗျာဒါရီနားလဲမှာပါအဲဒီရောဒီကောင်လေးကိုပေးမဲ့ပြစ်ဒဏ်လေးကိုရုပ်သိမ်းပေးဖို့အဘရဲ့တားတယောက်နေနဲ့သူကမေတ္တာရက်ခံမင်းတို့ရောပေါ့ရွာထွက်ကွာပိုရီကဟင်းရဲ့ပြင်းနဲ့သူ့ရဲ့ပေါ့ကိုလားချလို့မှမစုံခင်ရွာလူကြီးကသူ့ရဲ့တားတော်မောင်လေးတို့တာရောက်ကိုပေါ့ ။မောင်ဘိုးတင်တို့ဤသူရွာကနေရွာနေနဲ့ပေးလိုက်ပြီးနောက်အိမ်ပေါ်ကိုတက်ကောင်တကားပိတ်ထားလိုက်တော်ရိတ်။ရေးကင်သွားတဲ့ပိုတရားတရားကအချင်းကြီးမဟန်မသိရောလဲဘော်ကမစင်မင်းရွာသူကိုဂိုင်းထားရင်ကလှမ်းပြီးတော့စကားဆူလိုက်တယ်။ကဲဖိုးတို့ရေတို့ရရွာပြေမှာတဲထိုးနေရမယ်ကိန်းစိုက်ပြီးအိမ်ပြန်ရင်လဲလဲရီနွားရီအဘငါ့ကိုပြန်မပေးပဲနေလိမ့်မယ်။တခါလေးရွာပြေမှာသာနေရအောင်ကွာ။ရက်ဆက်လိုက်တယ်အဘကွာ။ ဒါဆိုလို့ငါတယောက်တည်းရှိရတော့ဒီလိုရက်ဆက်မယ်လို့မထင်ဘူးကွာကဲကြည့်ရွေးမိနေဟောရီငါကြီးပဲကိုရီလာဗျာဒါတော့အကျဉ်းသားတရားမရှိရတဲ့လူဒီလိုရွာလူကြီးအုပ်ချုပ်တဲ့ရွာမှာမနေဘူးဒီရွာနဲ့ခဝဲဝေးမှာနေမယ်တိုင်းရဲ့အော်ဂျေအော်ဂျေစကားဆုံးတာနဲ့ရွာလူကြီးရဲ့အိမ်တကားပြန်လာပြီးတကောင်သားတာကြီးကအိမ်ဝိုင်းပြင်ကိုထွက်ပြေးရပေါ့ကိုရီမရွာပြင်ကိုထွက်နေမယ်ဟင်းမင်းကလေတောက်ကြလိုက်တာနှိမ့်အောင်မရှိဘူး တာရင်ကတကားဖိတိုင်ကြားနေတခါရင်လမ်းဘက်ကိုရောက်နေပြီဖြစ်ပါရဲ့အမှန်မှာတော့တကားဖိလာတဲ့သူမှာရွာလူကြီးမဟုတ်ရွာလူကြီးရဲ့ကတော့ဖိုးထွေးရဲ့မိခင်သာဖြစ်တဲ့ဖိုးထွေးကသူ့ရဲ့မိခင်ကြီးကိုမြင်တာနေအမေတုတ်သွားတော့မယ်တုတ်ကိုမလိုတော့တဲ့ပုံဟင်းဒီတောက်စကားမျိုးလိုက်တာရော့နေဝေစာရီလာပြီးတာဖိုးထွေးရဲ့မိခင်ကြီးကအရင်းများသာပြောပြီးပစုံးနဲ့ထုတ်ထားတဲ့အဝေးထုတ်ကိုအိမ်ပေါ်ကနေပြီးတော့လှမ်းပြေးချပေးနေတယ် အဲဒီနောက်ကျိုးနှကားကြီးကိုပိတ်ချလိုက်ခြင်းအရိမေခွေကိုဆွေးဆွေးငငယ်ကြည့်နေတဲ့ဘိုးသေးကလည်းမေတော့ကများကြုတ်ကိုနှင်ချခြင်းနေရလေမျောလေးချက်အမေဒီမို့လက်ဒစီနဲ့ရွာပြင်ကိုသာထွက်လိုက်ကြပါတော့ရေရီတော့ရီရလားဝဲမင်းကလည်းဒုက္ခရောက်နေပါလေဆိုဘာလို့ရီခြင်းနေရလဲရီရတာပေါ့ကွာအခုခေတ်ကလူတယောက်ကိုနှင်လို့ရရခဲ့မှာမဟုတ်တာဘာလို့ကဘာလို့ရွာပြင်ထွက်ရမှာလဲ ဒီရောကအများပိုင်းငါဘာတယောက်တည်းပိုင်တာမဟုတ်ဘူးမဟုတ်တင်တော့ကလဲကိုရွာပြင်ကုတ်ကိုပြင်အရေးအောက်မှာရက်ကစကားဆိုနေခြင်းဖြစ်ပါတယ်ဘိုးတွင်းနဲ့တာယာဒီကရွာကနေထုတ်တယ်ဆိုတာတိပဲမရှိတော့နေသူတို့လက်မခံနိုင်သောကိုနှစ်ယောက်သားပြောနေကြပြီပဲရွာပြင်ရွာလူကြီးရဲ့သမီးကိုခိုးပေးခဲ့တဲ့မောင်ဘိုးတင်တော့မှာအဲ့လိုမပြောနိုင်ကြပြီခင်ဗျားတို့ကဟုတ်တာပေါ့ကျုပ်တို့၃ယောက်ကခမည်းအဖစကားကိုနားမထောင်လို့မရဘူးညာ တော်သာထောင်နေတန်းနေမကြဟုတ်လို့မပြောနိုင်ဘူးဟုတ်တယ်ရွာပြေထုတ်ခံရတာဘာမှမဖြစ်ဘူးတော်သာမျိုးရီကက်တွေပို့ပြီးထောင်ချနေမှာဘဝဆုံးမှာအေးဟုတ်တယ်ကိုသားရတဲ့သဘောတွေခမားတို့ဘာသာရွာလေးပြန်ပြန်ကျိုးတော့ဒီမှာပဲနေမယ်တဲလီတော့ကူထိုးပြီးခဲ့ဘာဘော်ရင်တော့ဦးမာပြေရွာနဲ့ခန်းလန်းလန်းနေရမှာသာတဲထိုးဖို့ကြံနေလေရိုက်ကဖိုးထွေးကပတ်ဝန်းကျင်ကိုတစ်ချက်အကဲကတ်လိုက်ပြီးတော့ တော့ဘသူ့ကွက်တော့ကိုမြားကြီးကွက်လေအေးသူဆိုရင်တော့မင်းတို့မနေချတော့ပါဘူးတဲထိုးမှပဲထိုးကွာစားဖို့တော့ဖို့တော့တိမ်ဘူးပဲရှာစားဖို့ဖိုးထွေးရဲ့စကားကြောင့်ကျန်တဲ့သူတွေသူ့ကိုစိုက်ကြည့်နေကြတယ်အဲဒီကဖိုးထွေးကလေငါပြောတာဘာမှလို့လေကွာမင်းတို့ကလာရှာမစားလို့ဘသူကလာကြွေးမှလေဤပါဗျာဟုတ်ပါပြီခဏနားပြီးတဲထိုးကြအောင် မိုးတက်ကရောကိုသားရရင်ခမရမိတ်ဒေါခင်တုတ်စီဟန်လီကွင်ရေမိတွေ့တိုင်းတောင်းနေနေတာယူပေးဗျာအေးပါကွာအေးပါမတော်တော့ရွာပြေမှာမနေနိုင်ဘူးနော်မင်းတို့လိုရာရှိရင်ပြောဘာဝရင်တော့ကရွာနေတန်လန်းနဲ့ကိုမြာကြီးအကွက်မှာတဲထိုးဖို့ဆိုင်းပြီးနေရွာနေတော်လီကပါကရွာလူကြီးပြောမိစွရကြောင့်ရွာနေနန်းတဲ့နေရာမှာသာတဲထိုးခြင်းဖြစ်တယ်။ဒါရင်နေဘာဘိုးတင်တော့ကသူတို့ရဲ့အုတ်ထင်းသူတွေကို တင်းတိုင်းအတွက်တွင်တူနေရကနေအပြည့်တင်ပြောဆိုလေးစားပါရီတာကြီးမေးပါနဲ့ငါပါမကောက်ပါဘူးကွာငါလည်းအဲ့ဒါပြောနေရတကယ်ဆိုကလေးပြီးငယ်ပါသေးရင်ရွာလူကြီးရင်ဒီလိုတော့မဆုံးဖြစ်ပါနဲ့ဘာနဲ့ပြောရမှာကွာအခုတော့ကွာရွာလူကြီးသဘောနဲ့သူတို့ကွာငါတို့ကိုရွာလေနှိမ်ချခြင်းနဲ့ပုံပဲအေးကွာငါဖြစ်ငါပါတယောက်ငါအတွက်နဲ့စိတ်မကောင်းဖြစ်မဲ့ထင်းနေတာ တို့ကသူ့အပေါင်းအသင်းနေနေတော့မှကြီးအောင်ကြီးမှလည်းထမ်းတော့သွားနေတယ်မှာဘိုးရင်းရဲ့စကားကိုနားထောင်ပြီး twin တူးနေတဲ့ပေတူးကတစ်ချက်ပြောတာမြောင်ပြောမြောင်ဘာယုံကမိမတွေဘာယုံယူမလားမသိဘူးနော်ယူတဲ့နေ့ရက်လေတဲ့နေ့ဖြစ်မှာပဲဟိတိုင်ငါဘောအဲ့လိုယူပြောပါနဲ့ကွာသူတို့တော့ယောက်စကားတပြောပြောနေ twin တူးနေစားစင်းဘိုးတူးနေတိုင်ဟာကလဲဝမှာမျိုးသမီးနှစ်ယောက်ကိုတင်ခါချောင်းရှိလာတယ် အဲ့ဒီမျိုးသမီးယောက်ကိုမဘိုးထင်လို့မြင်တဲ့အခါရားစွာအံ့ဩမိနေတယ်။ဟာဟိုမှာတော်ပြုံးနေမဝိုင်းစီမှာ။အေးဟုတ်တယ်။ဘာဒုက္ခများထပ်ပေးလို့လည်းမသိဘူး။ဘဘိုးထင်တို့ကတဲတိုင်းဆိုင်ဖို့အတွက်တွင်တူးနေရာမှာရပ်လိုက်ပြီးသူတို့နာကိုစောင့်နေတယ်။မကြတော့ချိန်မှာလှည့်ရလိုက်တာနဲ့အမေပြုံးနေဝိုင်းစင်ကလဲဘော်ကစင်ကဝိုင်းစင်ကစကားဆူနေတယ်။ဟာမတို့အမတောင်းခဲ့ခြင်းလို့လာခဲ့တာပေါ့။အခုဟာမတို့ ရှောပြေမှာနေရမလို့တော့ဗျာဘာဖြစ်လို့လဲပေကျိုးမှာနားမလဲဝိုင်းစိန်ကိုမေးလိုက်အဲ့ကဘေးမှာရက်နေတဲ့အမေပြုံးကဒီလိုမျိုးရယ်အမေပြုံးတို့ကြီးလေးတို့အတုံးချခင်ကြီးအခုလူလေးတို့ကအမေပြုံးတို့အတွက်အနေနာခံပြီးရွာပြေမှာနေရတော့မယ်ဆိုတော့တီးလို့အမေပြုံးသားနဲ့ချွေးမအောင်တေချာရှင်းပြပြီးရွာကိုပြန်လာခဲ့တာအခုဆွဆူကိုသူမိပါရိစီအပ်ထားတယ်လူလေးတို့လည်းရွာပြေမှာမနေရတော့ပါဘူး ပေမီရွာသူကြီးကိုလည်းအမေပြုံးပြောထားပြီးပြီအိမ်ငယ်ကြတော့တော့မိလေးကိုအမေပြုံးလို့လည်းပြန်တော့မယ်ဝိုင်းစိန်နဲ့အမေပြုံးကရိမြသာပြောပြီးခြေရင်လျှောက်ပြီးတော့ပြန်သွားကြတယ်သူရဲ့မျက်နှာရီမှာမကောင်းမီမိဒီစကားမှအကောင်းကောင်းမမပြမပြောလိုက်ရပဲလမ်းလျှောက်ရေးပြန်သွားတဲ့သူမတို့နှစ်ယောက်ကိုလဲဝါကကြည့်နေတဲ့တာယာအောင်မောင်ဘိုးထေအမီးစကားဆူလိုက်ပါရီကိုတာယာဘလူဘလူဖြစ်ကုန်တာလေဗျာပြောကြမအောင် ပြောရမယ်ဆိုရင်တော့ငါတို့ရွာတွေတက်ခဲ့သွားပဲတော့ကွာလမ်းမှာမင်းတို့လိုင်းရှာနေရတယ်လို့ねတွေ့တာပဲကျန်တာကတော့မင်းတို့ပြောခဲ့တယ်လို့သူမျက်နှာတွေကမကောင်းတော့ဘယ်ကောင်းပါလိမ့်ကွာမင်းတို့အတွက်ねသူ့သားကိုပြောပြီးသူ့ချွေးမောင်ပြန်ရလိုက်တာကိုအခုသူ့သားနဲ့စုစုကအယူမိပိုင်းကြီးဖြစ်နေပြီပေါ့ကွာကဲကဲမင်းတို့ဆက်ပြီးတူအနေနဲ့ရော်ပဲပြန်ကြမယ်ဘာဘုတ်တင်တော့မိသည်စကားမှာပြန်မပြောနိုင်ခေါင်းကိုငြိမ့်ရတာပြေးလိုက်ချင်း ဒရင်းရဲ့စိတ်ထဲမှာလည်းတယောက်ကိုတယောက်ဖန်ကုန်နေတဲ့ဆူဆူနဲ့အမိပြုံးရဲ့သားတို့ကိုနေအောင်နေကစီမကောင်းဖြစ်နေပါတော့တယ်။ဘာဘောတင်တို့ကအင်ကိုပြန်ရောက်နေကြပြီမဲ့ပျော်ရွှင်ခြင်းအလင်းမရှိပဲမျက်နှာရီညှိုးနှွမ်းနေကြတယ်။ဒါပေမဲ့ဘာဘောတင်တို့ရဲ့အင်ကိုရောက်လာတဲ့ဦးဦးဒီလည်းမလုံမလဲနေစကားဆိုရတယ်။ဘိုးတင်ကောင်းလေမင်းတို့ကအစိတ်ဆိုးနေရလား။မဟုတ်ပါဘူးကွာယာ။ဒါပေမဲ့ဝတ်သားနဲ့စက်သားကလာတာလာဖို့လား။ ဖာရတုတ်ပဲပို့ပါမယ်ဖာအသက်ကြီးနေပါပြီမမေရလေအထင်သေးလိုက်တာငါအလက်ကြီးရှိပါသေးရဲ့ကွာအဲ့နောက်ဦးကငင်းငိုင်နေရမှာဘိုးထင်တို့ကိုကြည့်တာပြောစမ်းပါဦးမင်းတို့ဘာဖြစ်နေရလဲပြဿနာကြီးရှင်းပြီမလားရှင်းတာတော့ရှင်းပြီပေါ့ဒါပေမဲ့တိတ်ထေကြတဲ့လူတွေကမှတော့ရှင်ကွဲကွဲနေရပြီလင်းမယောကွဲတဲ့အတန်လေရွိုင်းမှမကြားမိပါလားဘသူတွေကွဲလို့လဲကွာ ဦးဟောင်းကမာမိုးထင်တို့ကိုကြီးကထပ်မံမေးမြန်းလိုက်ခြင်းဖြစ်ပါ၏အဲဒီကမာမိုးထင်တို့ကအစိမ့်ပြတ်သွားရင်ဟန်နေကျုပ်တို့ရမှာသူတို့ကတယောက်ကိုတယောက်ချစ်တဲ့သူမတွေ့သေးဘူးကောင်းလေမင်းကတော်တော်ထင်သေးတာပဲငါရှိပါတယ်ကွာဟာဘာယုံရကြည်နေပြီရှက်လဲမရှက်ဘူးသူပြောနေရမြောက်ပြေရောမဝိုင်းစင်ရမောင်လေမရအောင်ပြောနေတာအဲ့လိုလားပြီးရလဲပြီးပြီမင်းတို့ရေဇလန်ပြန်စမင်းကြားလား အခုတော့ဟိုကလူစိတ်ရှိလို့အဲ့လိုလူစိတ်ရှိတဲ့သူတွေကိုတုတ်တူအနေခက်နေတာပေါ့ကဲဘာမှတွေးမနေနဲ့ငါပြန်လာဦးမယ်ဟင်းနေမေးခင်စားလိုက်ကြအောင်ဦးကမိုင်းပြင်းကြီးပြီးအိမ်ပြင်မှာထိုင်နေခဲ့မောင်မိုးတို့တို့ကိုကြည့်ပြီးခေါင်းရင်းကအိမ်ဝိုင်းပြင်ကိုထွက်သွားလိမ့်တယ်သူထွက်သွားပြီးမကြတော့အချိန်ကိုတီတယောက်အိမ်ထဲဝင်လာပြီးအတန်ဆာဆာနေပြောလေငါနောက်လိုက်ခဲ့မင်းတို့အပေါအခေါ်ခိုင်းလိုက်တယ်ကိုရီ ကျိုးတို့မဟုတ်တာဘာမှမလုပ်ဘူးနော်ခမရပါဘာလို့ခေါ်တာလဲလိုက်ခဲ့စမ်းပါကွာရှာရှီလိုက်တာဘိုးကြီးကရင်းမြသာပြောပြီးအိမ်ဝိုင်းပြင်ပြန်ထွက်သွားလိမ့်တယ်မဘောတင်တော့လိုက်မလာရိခါနောက်တစ်ခေါက်ပြန်လှည့်လာပါမင်းတို့ကိုကိုကိုဘာတင်နေရလဲခွေးရမှာပဲလာပါဆိုမှနေဒီကောင်လေးရောဘိုးကြီးကပါပါခေါ်မှသူတို့လဲဘိုးကြီးရဲ့နောက်ကနေခက်မြန်မြန်လိုက်သွားကြပါလိမ့်မယ် မင်းတို့ကိုခေါ်တာတခြားတော့မဟုတ်ဘူး။ဒါပြောစရာရှိတယ်။ဟုတ်ကဲ့ပါ။ပြောစရာရှိရဆိုတဲ့နေရာမှာရဲရွာအတွက်မိသားစုအတွက်မင်းတို့အတွက်လည်းမဟုတ်ဘူး။ရွာလူကြီးပြောစရာရှိတာပြောပါလားဗျာ။တမိမစားသည်ဘူး။ရွာလူကြီးစကားမပြေပြောမှဖြစ်မှာဗျာ။အခုတို့အကြာကြီးစကားကြောင်းနေတုတ်လို့တမိငတ်တော့တယ်။တမိဆိုတာဘယ်အချိန်ဆဆရတယ်ကွာ။တမိဘယ်အချိန်ဆဆဟုတ်ပါရဲ့။ တပားပြီးရင်ဟိခွက်ကိုကိုပြစ်မှာဒီတိုင်းတင်ရလို့ခွေးစားသွားရင်ငါမှမလို့ပါဗျာဒီလိုကောင်းလေးပါအမေအရင်ရနဲ့အတောင်းတောင်းပဲငါ့ကိုမျောပြေရလို့ကြီးကပြောတယ်အဝိုင်းဆိုင်မဲ့မိသားစုသူသားစီမှာပညာဆိုရင်သူ့တမီးနဲ့သဘောတူမယ်အဲ့ဒါမင်းတို့သွားပြောကြည့်ဒါပဲမင်းများအိမ်ပဲတို့တော့ဟိမကန်ခွေးစားတာငါ့ကြောင့်ဆိုပြီးရွာရင်းလိုက်ပြောနေမှာကြောက်ရသေးတော့ရွာလူကြီးတွေကရှေ့ကရှေ့တွေတို့ပြန်တော်လေးရည်ပြတို့လုံးလာပြီ ဣဒီကသူ့ရဲ့အကျင့်ပေသည်သူစကားဆုံးတာနေမှာဘိုးထင်တို့ကချက်ချင်းပင်တန်လျာကထားပြီးအိမ်ဝမ်းပြင်ကိုထွက်သွားလိမ့်မည်ဒရုဏလာရဲ့ဟန်ပြင်းနေတဲ့ပိုးထင်ရောက်ရွာလူကြီးကဟန်တားလိမ့်မည်ဖျောင်းဘေးဘဲတဝီထိုးလို့လေဒါတိတ်ရောက်မွေးထားလို့အားကိုရမလားမှတ်တယ်အခုချိန်ဒီအုတ်ချေသိမ့်အလုတ်ကိုငါပဲလုပ်နေရတယ်မင်းကကိုကျင်းစာဆိုင်ရောဘာယာတုတ်ကိုမအော်မငောက်ပါနဲ့တုတ်ကဘောက်ကိုကြားမကြီးကောင်လှုပ်ပြီးနေရပါဗျာ ပါဆိုင်လေးကမဆိုင်တော့ဗျာဒီလိုတွေအိမ်ပါနေပြီးဘာမှမလုပ်တဲ့သူတွေကိုကြည့်ထိုင်ရကထားတော့တကြွကြွနဲ့အခုကအလုပ်တွေလုပ်တော့ဒီကုန်လုံးကြီးနဲ့ဖားကြီးတို့တလားလားနဲ့ထားနိုင်ထိုင်နေနေတာတုတ်ကျေးဇူးပါဗျာဝိမာသာငါ့အမြဖားကြီးလို့တဲ့မင်းနေရောငါတုတ်လည်းတွေ့မယ်အဖကြီးတုတ်ကျန်းရင်းနဲ့သွားလာအောင်ပဲကျန်းရက်ကောက်လာတဲ့ကောင်မလေးတို့ကတုတ်ကိုတောက်မိကတ်လို့ဆိုပြီးကျန်းမင်းကိုနေချိုးတယ်လို့ အချင်းကြီးမကောင်းမှန်းသိတဲ့ပိုးတွေကအလုံအောင်ပြကအိမ်ဝိုင်းထဲကထွက်ပြေးနေတယ်။ရွာလူကြီးမှာဖြစ်ပစိုးတပြေးပြေးနဲ့ဒေါသအတွက်ကကြံနေရိတ်ခဲပါလျော်တယ်။ကြီးကြိုက်ခံလာဖို့မရှိဒေါသဘာဝတိုင်းစောက်လို့ထားတဲ့အိမ်လေးရဲ့အိမ်အောင်တန်လျာမှာထိုင်ကောင်းတစုံတစ်ခုကိုတွေးနေတဲ့လူငယ်လေးကျောက်ကတန်လျာကျောကိုမှီမိပြီးတော့ခေါင်းမော်ပြီးတော့အိမ်ကျန်းကင်းကိုငေးကြည့်နေတယ်။သူ့ရဲ့မျက်နှာကကြေပွဲဝန်းနေမှုအပြည့်ဖြစ်ပြီးမိမရှိတဲ့မားဖြစ်သူကသူ့ကိုချောပေါက်ဖြောင်းဖြားနေလိမ့်တယ်။ ဘောင်လေးရဲ့အမလည်းဘလို့မှမဖြစ်တာလို့အခုလိုစီစဉ်ရအောင်ပါ။ဘောင်လေးကိုချင်းစားမယ်လေ။ဘဝအရွယ်တော့မရောက်သေးတဲ့ခလေး။အမတို့ကြောင့်ရွာပြင်မှာထွက်နေတာ။အားကြောင့်ပါ။အမလည်းတကယ်စိတ်မကောင်းပါဘူး။ကြုံပြီးပါရဲ့ပါ။ဒါပေမဲ့ကြုံရင်လည်းမဖြေနိုင်သေးဘူးဗျာ။ကြုံလို့ပဲဆွဆူကဘလောက်လွမ်းနေမလဲ။ဘောင်ဖြစ်သူကိုချောမော့နေဒီမှာဝိုင်းစိန်ဖြစ်ပါလိမ့်။ တခါသူရဲ့မောင်ငယ်တန်းလေးအပြည့်မရှိတဲ့ပေမင်ရွာကကောင်လေးတွေကိုဒုက္ခရောက်စေခဲ့တယ်။ကဲကောင်းသားမကြီးသာသွေးထွက်တန်ယူမဖြစ်ခဲ့ခြင်းဖြစ်ပါရီ။ယခုတော့သူတို့ကိုဒုက္ခပေးမိရာတွေအတွက်နောင်တရပြီးမောင်ပြည့်သူတို့လေမယောက်ကိုခွဲကောင်ကောင်လေးတွေကိုရွာပြင်ထွက်ခြင်းကပြန်ပြီးကူညီခဲ့ပါရီ။အဲဒီဂျိုးဆက်ကယခုသူမရဲ့မောင်လေးမယောက်ဝေးခဲ့ရပြီဖြစ်တဲ့မောင်ပြည့်သူမောင်သူတို့ရဲ့အမောကိုကောင်းစွာတီးတော့လက်ခံပြီးနေအိုင်းကြည်ခွဲဆွေးမြေလို့နီးလေ။ယခုလဲမောင်ပြည့်သူကိုအမေကြီးကမြည်သူတော်လုံရက်နဲ့ မိုင်းတေးငေးပြီးဆွေးနေခြင်းမဖြစ်အောင်မိတို့လုံရမီနီတို့တွေးနေစဉ်အိမ်ဝန်းတွေကိုကောင်းလေးတုံးရောက်တို့ကလွယ်ဤဒီကိုစီလေးကဝင်းလာလေသူတို့ဝင်လာတော့ကိုမြင်တဲ့ကဝိုင်းစိန်ကအံ့ဩသောယုံဝုံတို့နဲ့ကြည်လာမောင်လေးတို့ဘယ်ရနေလှည့်ဝင်လာလဲဒီဝဲလာလားမကြီးဘာကိစ္စရှိလို့နေဝဲကျုပ်ပြောပြမင်းနေဟုတ်အမိပြောရှိလားမရှိဘူးအေးရသွားခုပဲ ခဏနေမှရောက်တော့မှာသူလာမပြောမယ်ဗျာဒါနဲ့ဟိုကိုဗာတိလို့ခေါင်းကြီးမော်ပြီးကြည်နေတယ်ဝိုင်းစိန်တို့အိမ်ထဲကိုဝင်လာတဲ့ကောင်လေး၃ယောက်မှမဘိုးထင်တို့ပဲဖြစ်ပါရင်သူတို့၃ယောက်ထဲမှသာရီကတန်လင်းရလက်ရန်ကိုကြောမိပြီးအိမ်ချမ်းခင်းကိုမော်တီနေတဲ့ဝိုင်းစိန်ရဲ့မောင်အောင်မော်ကိုမေးလိုက်ခြင်းဖြစ်တယ်သာရီရဲ့အမေးစကားကြောင့်တွေးငေးဆွေးနေတဲ့အောင်မော်ကဟိုတီတီတီလောက်ကဘာလို့ပြောရလဲကောင်းမော်နေရဆိုလို့ခမရမရှိတာလေဗျာ အေးဘာမို့ပါ우ကွာကြည့်ချင်လို့ကြည်နေဟာအော်မပြောမိပြောရပြောလိုက်ချင်းဖြစ်တယ်မကြတော့ချင်အမိပြုံးကဖလိုင်းလေးကိုတွေပြီးပြန်ရောက်လာတယ်ရရောက်ချင်းမဘိုးထင်တို့ကိုမြင်တဲ့အခါအံ့ဩနေပြီးရောမြင်းလေးကိုရောက်နေရတာဘာကိစ္စရှိလို့လဲကွယ်ပြောရမယ်ဆိုရင်တော့တာရီသမီးရဲ့ကိစ္စပေါ့ဟင်ဘာပြောပါလဲအမေပြောကပေတူခက်တီတီနဲ့ပြောလာတဲ့စကားကိုနားမလည်ဖြစ်နေတယ် ိုင်းနောက်ပလိုင်းကိုစပွဲကိုမော်တင်ပြီးတန်လျောပါဝင်ထန်လိုက်ကပြောစားပါဟုတ်ကွယ်ตาရည်သမီးရည်တဲနဲ့ထူးစားပါလားအမေပြောရင်ပေတူးပြောတဲ့ตาရည်သမီးရည်ဆိုတော့ဟောရီကခေါင်းပေါက်နေရဲ့အကူအော်မပါငါကြီးဟာဟုတ်ကျုပ်ကနာမည်မသိလို့ပါဗျာအမဆူစုကိုပဲသိတာခမရောတော့နာမည်မသိဘူးလုံးရုံပြောမယ်ဗျာကျောတူရလူကြီးကိုဒီကမြောက်ပြင်ရလူကြီးကပြောတယ်အမေပြောလို့ပညာရည်သူသားစီဆိုရင် တူသမီးနဲ့ဒီဟာကိုအောင်မော်နဲ့သဘောတူမယ်ဒီဗျာမဘောတင်ရဲ့စကားဆုံးတဲ့ကအောင်မော်ကထိုင်နေရကမတ်တန်ရလိုက်ကမင်းတကယ်လားသူတို့အဲ့လိုပြောရလားယွာလူကြီးကလာပြောခိုင်းပါလေဆိုမှတကယ်ပေါ့ဗျာအဲ့ဆိုအမေနဲ့မသူ့ကိုကူညီပါဗျာသူ့တို့ပြင်ကြော်ရေးဆွံ့ကြမယ်လေဒီပြင်ကြော်ရေးကကောင်းကျိုးလည်းမပြည့်ပါဘူးသူ့တို့မကောင်းတာတွေလုပ်နေတာများပြီတာမန်ဘဝတွေနေပြီဘဝကိုဖျက်ဆီးကြအောင်တော့မှာ အမောကသူရဲ့မိငယ်ဖြစ်သူနဲ့အမဖြစ်သူတို့ကိုအာကိုတကြီးစကားဆိုနေတယ်။ဒါပေမဲ့ဝိုင်းစိန်နဲ့အမေပြုံးတီကအာကျိုးမှန်တဲ့အမှုရာမရှိတာပဲ။ဒီမတို့ကတရားမျက်နှာတရားကြီးကမျက်နှာတွေမကောင်းကြ။ဒါခါအမောကလည်းအမေထဲမှာဗါလေတုတ်တုတ်ပေါင်းဖို့ထက်အမေရောပညာမစွန့်ရဘူးကွာ။ကိုအရေးကြီးနေဟာလား။အဲ့တော့ဆိုလေအမေရောသဘောပဲ။တုတ်ကတော့အမေရောနဲ့မနေနိုင်တော့ဘူး။တုတ်အိမ်ပေါ်ဆင်းမယ်ဗျာ။နေပါဦးအမောရေ။ငါစဉ်းစားနေပါလေ ။ဘာစင်းစားစရာလိုလိုလဲဗျာ။ကျုပ်တို့ပေါင်းရဖို့ဒီနည်းလမ်းပြမရှိတော့ဘူး။ဒီအခွင့်အရေးကနောက်ထပ်ထမ်းမရနိုင်တော့ဘူးမေယာ။ဒီပါဟဲ့နေ့အမှန်နဲ့တိုင်ပင်ပြရစီရောငါသားရဲ့။အမေပြောမှမရစောကန့်နေတဲ့အောင်ဘော်ကိုချော့တလဲချော့တခါလေးပြောနေရတယ်။ဘာဘောထဲသေးလဲအောင်ဘော်ကိုကြည့်ဟာ။ဟေးလူခမရလေအဲ့ဒီလောက်ကြီးမရတော့မယူးစားပါနဲ့ဗျာ။သူတိုင်ပင်ပါစီရော။အေးကွာသူ့တလောက်ကယူးဆိုင်နေတဲ့အမေနဲ့အမောက်အောင်များ ေပါကွာစိတ်ရောသွားလို့ပါအမေထဲမှာကြုတ်တော့မှာလေအမေထဲမှာကောင်းတယ်လို့သာလုပ်ပါကြုတ်လက်ခံမယ်အေးမအောင်မင်းအဲ့လိုလုပ်ပါငါနဲ့အမီပါနေနဲ့တော့ငါမလုပ်ပါမမတို့နော်ဝိုင်းပြောတဲ့အခါမှာအောင်မောကမိခင်ဖြစ်သူကိုကောင်းမွန်စွာစကားဆိုလိုက်တယ်အဲ့တော့သူတို့ကဝိုင်းဝန်းဆွေးနွေးလိုက်ကြပြီးပညာဆွံ့ရမှာခက်ခဲတဲ့ဘိုင်းတွေကိုပြောပြရင်မဘိုးထင်တို့ကိုရောက်ပြရလို့ကြီးစီကိုသွားစီပြီးပြောခိုင်းလိုက်ပါတယ် ။လက်ဆောင်ပြအေဒီရဲ့အေယူရောက်မှာလူ၃ယောက်ထိုင်နေတယ်။အမျိုးသားကြီးတစ်ယောက်၊လူငယ်တစ်ယောက်နဲ့မိန်းမငယ်လေးတစ်ယောက်တို့ဖြစ်တဲ့။အဲဒီတို့မှာမြောက်ပြေရွာလူကြီးဦးတောက်ထွန်း၊ကားဖြစ်သူအထက်လန်းစီယာအောင်ကြီး၊တမိဖြစ်သူဆွဆွတို့ဖြစ်တဲ့။ဦးတောက်ထွန်းကသူတို့ရဲ့ရှေ့မှာရှိတဲ့ရေနွေးချက်ခွက်ကိုတစ်တိုင်းမောတော်လိုက်ကစတင်စကားဆွလိုက်။အော်ဒီအစိုးရပေမေရွာကောင်လေးကိုပြောသွားတာ။မင်းလည်းကြားတယ်မလား။ကြားတယ်ပါ။သူတို့ပြောသလောက်လေမခက်ခဲပါဘူး။ တုတ်ပြင်းကောင်တုတ်ရှုံပါလေ။ဒါသာကိုကိုကိုတိတ်အထင်မကြီးနေကွာ။မပြုံးတဲ့ဝိုင်းစိန်တို့ရဲ့ပညာလည်းမသေးဘူးထင်နေတော့မင်းစုံခိုင်းလို့ဖြစ်ပါမလား။အဘတို့ကိုတိတ်အထင်သေးရပါမယ်။ဒီနေ့တကြောမှာဆရာအောင်တို့ကနာမည်တစ်လုံးနဲ့နေရပါမယ်။သူတို့ပညာလောက်ကတော့ကျောကောင်းကောင်းလုပ်နိုင်ပါလေ။ပြီးရမယ်။တဲသမီးဆွဆွညီတမိုင်းဝန်တူတူတွေလုံမနေနေတော့ သူတို့ပညာရှင်ဆွေမိရနဲ့ငါကိုယ်တိုင်မင်္ဂလာဆောင်ဝေးမယ်ကြားလားဦးတော်တို့ကညောင်းနေတဲ့တမီးဖြစ်သူရဲ့မျက်နှာကိုကြည့်ကစကားဆူလိုက်ပြန်တယ်တမီးဖြစ်သူရဲ့အတန်တိတ်ဆိတ်ဆန္ဒပြမှုကြောင့်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်မဲ့အရာကိုတွေးတော့ကောင်းယခုကဲ့သို့အစီအစဉ်လိုက်ရခြင်းဖြစ်တယ်မကြသောချိန်ကပေပေရောကမောင်ဘိုးတေတို့ကဝိုင်းစိန်တို့ပညာဆွေးမိဆောင်ပြောသွားပြီးအခက်ခဲတချို့ကိုပါတကားရေးပြောထားရည်အဲဒီခက်ခဲပါပညာရေးကိုထုတ်ပေးမယ့်ဆရာမလုံလောက်တဲ့အကျင့်စရဏမရှိကော မလိုလားတဲ့ပြဿနာတွေဖြစ်တဲ့ဒီကိုလာပြောခြင်းဖြစ်ပါ रे ဒုဗ္ဗေသားမြတ်သူအထက်လန်းဆရာအောင်ကြီးမှာလောမဖြစ်တဲ့လို့သာအတင်းပြောလာတော့လာမဲ့လာကြိမ်ကြမှာပညာဆွတ်မှုရွာပြင်းမှာသူတို့ပိုင်တလင်းမှာပြင်ဆင်ချိန်လိုက်ကြပြီဖြစ်ပါ रे အဲ့ဒါဥဒောထောကသားဖြစ်သူကိုမေးမြန်းနေခြင်းဖြစ်တယ်။ KAO ကြီးအကောင်းဆုံးဖြစ်ရောက်တာလုပ်ပြီးတော့မပြောနဲ့ဝိုင်းရှင်မှာအရေးပညာတွေမရှိဘူး။တကယ်လူကောင်းကြီးကွာ။ဟုတ်တယ်ပေါ့။တုံလေးဝိုင်းရှင်လေးကို အဲ့ပညာတွေစိုးစေနေတာအခုတော့တုတ်ဆန်တာတွေပြည်ပြီပေါ့ဗျာတကယ်ကောင်းကွာဒီစကားပြောထွက်တယ်နှမပေးထားရအောင်မှတ်သေးဘူးဦးတောက်ထွန်းရဲ့စကားကြောင့်ဆူဆူမှာပြုံးဆဆဖြစ်နေပြီပဲအောင်ကြီးမှာနိုင်ငယ်ရှက်သွားပြီးမစီမဆိုင်ဆူဆူလိုတာချိန်မောက်လို့နေပါတော့လေကောင်းကင်မှာငွေလာပင်းကြီးတည်လဲရှိမနီကျဲကလေးတွေဒီကလိန်တလက်မိန်တလက်ဖြစ်နေပြီအဲ့ဒီချိန်ကညသက်ကောင်းရဲ့ရောင်းလို့ချိန်လေးဖြစ်ပါရင်ယခုကဲ့သို့တိတ်ဆိတ်မှောင်မှိုင်းနေတဲ့အချိန်ကောင် အလင်းရောင်ဖြားကြနေတဲ့နေရာတရားရှိရင်အဲ့ဒီနေရာမှာဥတော်ထွန်းရဲ့တလင်းပြင်ဖြစ်ပါရင်ရွာလူချင်းလေးဖြစ်လေပါရှင်တထင်းလေးဖြစ်တဲ့ဥတော်ထွန်းကအလုံးရှားမောင်းတဲ့အောင်းလင်းဓမီတလက်ပိုင်ဆိုင်ထားသူဖြစ်ပြီးယခုတလင်းပြင်ထဲမှာတော့အဲ့ဒီဓမီကြီးထွန်းထားလိမ့်တယ်တလင်းပြင်မိရောက်အောင်မှဒူးထောက်ထန်နေတဲ့အမေပြုံးတို့မိသားစု၃ယောက်နဲ့သူတို့ရဲ့ရှေ့မှာယောဂီဝစ်ဆွန်ဝေးထားပြီးတိန်နေချောင်းကိုခြင်ထားတဲ့ဟိဟန်ပြင်းနဲ့အောင်းကြီးသူတို့နဲ့မလန်မကန်းမှာတော့မောင်ဘိုးထင်တို့၃ယောက်အပြင်ဥတော်ထွန်းတို့တာဖရှိနေကြတယ် ဦးတော်ထွန်းကဟိဟဲ့ပြီးနဲ့သူ့ရဲ့သားတော်မောင်ကိုကြည့်ကောင်းမောင်ဘိုးထင်ရဲ့အနာကပ်လာပြီးအတန်ခတ်တိုးတိုးနဲ့စကားဆိုလိုက်တယ်။ကောင်းလေမင်းလည်းမခေလာဘူးဆိုတာငါသိတယ်။ဘလို့သဘောရလဲ။ငါသာအစီပြေနိုင်တော့မှာ။ကြောက်တယ်ဘူးဗျာ။ဟဲ့ဘန်းတော့တကယ်ဆရာကြီးကြားနေရပြီ။မင်းလည်းဆရာပဲကွာဒီနေ့လည်းကြောမှာတော့ဆရာအောင်ဆိုတာငါသားပုံပေါ်ကွာ။ ဦးတော်ထွန်းရဲ့စကားကြောင့်သားကြီးကအတန်ခတ်တိုးတိုးနေပြီးစကားလမ်းဆူလိုက်ပြန်နေ။ဆရာအောင်ဆိုတာသူလားမင်းသိရလားအတိရောဗျာကျုပ်အဘလက်ပြေကြောင့်ငုံနေကြောင့်အကျောင်းလာဖို့ပြီးသွားလားဆရာအောင်လေးဗျာကျုပ်ဖြင့်အဘပြောလို့သာနာမည်ပဲကြားဘူးလားလူတော့မင်းဘူး။အော်အနှိမ့်ဆရာကအထက်လမ်းလေးတက်တာဟုတ်မေးမိကြည့်တော့ဘယ်ရလားငါသာအနှိမ့်တယ်ရမှာလေတော်ကွာစကားများနဲ့ဥမာလုပ်ငန်းစနေပြီတေးစားကြည့် ဦးတော်တော်ကတာရီရဲ့စကားကိုမကြည်မနှက်ဖြစ်သွားပြီးပညာစုမီကိုသာအာရုံစိုက်ဖို့တတိပင်းလိုက်သည်မကြသောချိန်မှာတော့အောင်ကြီးကသူ့ရဲ့ရှေ့ကအမိပြုံးလို့မိသားစု၃ယောက်ကိုကြည်ကကေပင်သာတွေနေလို့ပညာတွေစွန့်ကျင်လားမစွန့်ကျင်ဘူးလားစွန့်ကျင်ပါလေဟုတ်ပြီငါ၃ငါမေးမယ်နေလို့ဖြေကြအောင်ကြီးကပညာစွန့်ကျင်လားလို့၃ငေ၃ငါမေးအောင်အမိပြုံးတို့ဒီလေ၃ငေ၃ငါဖြေသေးတယ်အဲ့တော့အောင်ကြီးကသူ့ကြိုက်ထားတဲ့ချိန်တို့ကိုမိုးဝမြောက်လိုက်ကောင် ဝိဇာတသောနဲ့ဆီဟာအပေါင်းတို့ရဲ့အမိတ်ငါဆီဟာအောင်ရဲ့အမိတ်ဒီစေးချိန်နဲ့တူကပညာတွေအကုန်လုံးပါဇက်ကထွက်စေသည်တည်းအဲ့ဒီလိုပြောလိုက်ပြီးနောက်ဂါရာမန်နီယောရဲ့ယူကောင်အမေပြောဝိုင်းစီနဲ့အော်မော်ရိုရဲ့ဥကောင်ကိုချိန်ညှိတူလိုက်တယ်။ရမကြသောချိန်မီပြောတို့သုံးယောက်ကတက်လိုက်သည်လား။ကိုေးကောင်နေပြီးတစ်ချိန်တည်းမှာပဲကောင်းငင်ပေါ်ပေါ်ပြီးပါဇက်တီဟားလိုက်ရောက်အဲ့ဒီပါဇက်တီထဲကမဲနဲ့နေရဲ့ရှင်ကောင်လေးအပေါ်ကိုပြန်ထွက်သွားကြလိမ့်မယ်။ အဲ့ဒီချင်းကိုကြည့်ပြီးအောင်ကြီးကပြုံးပြီးသူ့ရဲ့ဖောက်ခင်ကိုလှမ်းပြီးစကားဆိုပဲပြုစင်။ကောင်းငယ်ပေါ်ပြန်တက်နေတဲ့အတန်းလိုက်ထင်းနေတဲ့ရင်ကောင်အော်ကြီးမှသူ့ရဲ့ပါစက်ထဲကိုဝင်သွားလိမ့်မယ်။အဲ့ဒီအချင်းကိုမြင်တဲ့အခါမှာဘိုးထင်က"ဝေးတော်ပြီဗျ။ခမရသားစီအောင်ရဲ့ပါစက်ထဲအမေပြုံးလို့ပညာတွေဝင်နေပြီ။ဟုတ်လား။လုံးလီကွာ။တို့လည်းဘာမှမလုပ်တတ်တော့ဘူး။တို့ညင်းညူနေစေအမေပြုံးလို့တောင်းပြီးတောင်းရောက်ရဲ့ပါစက်တွေထဲကရင်ကောင်တန်းကြီးကအောင်ကြီးရဲ့ပါစက်တွေ ကုန်စီရောင်ဝင်သွားလိမ့်မယ်။အဲ့နောက်အောင်ကြီးဝေထားတဲ့ယောဂီအောင်ဝိဆုံကယုတ်ကြီးဆိုလို့မဲနေသွားပြီးမျက်နှာမှမျက်လုံးမျက်ကွင်းတို့သည်လည်းမဲနေသွားကောင်အမောင်တို့ရှိရာလေကွင်းဤဘက်ကိုထွက်ပြေးသွားတော့ရိခါမှဥတော်ထုံကအောင်ကြီးပဲထွက်ပြေးတာလေ။အဲ့လိုပြောပြီးပြေးလိုက်ရပြင်းနေစေမော်ဘိုးထင်တို့ကဆွဲထားလိုက်ပြီးတော့ဝီအချင်းလေးပေါ့ကောင်။အမေပြုံးတို့မှာတော့ပညာမရှိတော့ပညာဆွလာတော့အောင်ပါရဲ့။ဒါပေမဲ့ဘာတမ်းမဖြစ်လို့လဲ။ ကျုပ်လေးဒေချာမသိသေးဘူးအခုတော့ပြန်ဆောင်ရအောင်ကျုပ်အဖေကအကျိုးကြောင့်မေးပြီးမှ VC ပြန်လာပြီဒီမှာကွာငါတော့ကဲပြီးတော့ကတော့စိတ်ချပါအခုတော့အမေပြုံးလို့တွားတွဲလာအောင်အဲ့လိုနဲ့မောင်ကိုတင်တို့ကပင်ပန်းနွမ်းနေဟန်ဖြစ်နေတဲ့အမေပြုံးတို့မိသားစုကိုတွဲပြီးရွာကိုပြန်ရတော့ဆိုင်းပြေးနေကြပါလိမ့်ရောတဲ့ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့အစံအလေးကတော့စာရေးသူမောင်ဒေဆန်ရေးသားထားတဲ့အွန်လိုင်းပို့ထင်နေ နီးမှန်လမ်းမှန်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြကြရင်ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့ဒီကတော့ကျွန်တော်ကူကပ်မေးဖြစ်ပါတယ်ခင်ဗျာ။